ကျမကိုချစ်ခင်အားပေးကြတဲ့တင်းလာသားသမီးများအားလုံးမင်္ဂလာပါရှင်6လပိုင်းအဲ့အတွက်နှလုံးသားမှာလာတော့ตาတော့အဟောများကိုအထူးအသေးစိတ်ဟောပြောပြီးမှဖြစ်ပါတယ်အဲ့တော့အပေါင်းလေးမလုထားဒီမလုထားသေးဘူးဆိုရင် တနင်္လာသားသမီးတွေတွေအခုကြည်နေတဲ့သူတွေထဲမှာအစ်စ်တွေပဲပါတယ်အဟောင်းတွေလည်းပါခြင်းပါမယ်ပေါ့နော်အဲ့တော့အစ်စ်တွေကတော့ပေါင်းလေးနှိပ်ပေးပါပေါင်းလေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်တနင်္လာသားသမီးတွေ6လပိုင်းမှာဘလို့ကန်တရားကကိုယ့်ဘက်မှာရှိနေတယ်လေမကောင်းတဲ့ကံတရားရောသူ့ဘက်မှာ ဘလောက်ထိကြားရောက်နေတယ်လဲဆိုတာကိုကျမအနေနဲ့အသေးစိတ်လေးဟောပြောပြီးမှဖြစ်ပါတယ်။ကဲနှလုံးသားမှာလာတဲ့သဲတော်ကက်ကလေးရဲ့နမိတ်ပုံလေးရတော့တနင်းလာသားသမီးများတို့ကတော့ဝမ်းသာစရာတွေပြည့်နေနေတဲ့ကက်ကလေးဖြစ်ပါတယ်။ ခြေအနေတစ်ခုကိုကူပြောင်းရမယ့်ကာလတစ်ခုဖြစ်နေပါတယ်။လက်ရှိအခြေအနေမှာတနင်္လာသားသမီးတွေကကောင်းတဲ့အခြေအနေဘက်ကိုရောက်ရှိသွားနိုင်ပါတယ်။အဲ့တော့အပြိုလူပြိုဖြစ်နေတဲ့တနင်္လာသားသမီးတွေဆိုလို့ရှိရင်အိမ်တောင်ကြတက်ပါတယ်။ခိုးရလိုက်ပြေးတာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တောင်ကြမယ်ခိုးရလိုက် ပြေးတက်ပါတယ်နောက်တစ်ခုကကိုနဲ့အိမ်တော်ကြမဲ့သူတွေကကိုနဲ့နီးစပ်နေတဲ့သူတငယ်ချင်းတွေထဲကဖြစ်တတ်ပါတယ်တငယ်ချင်းတွေကနေအိမ်တော်ကြတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေအများအားဖြင့်ကကိုရည်ရွယ်ထားတဲ့သူကတယောက်ဖြစ်နေတတ်ပါတယ်အိမ်တော်ကြမှာလည်း တခြားတစ်ယောက်ဖြစ်နေတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေအချစ်ရေးမှာပြောရမယ်ဆိုလို့ရှိရင်သူတို့ကအရာရာကိုတိခန့်နိုင်စွမ်းရှိတတ်ပါတယ်6လပိုင်းမှာဆိုရင်သူတို့ရဲ့ချီရီသူတို့ဘဝရဲ့အခြေအနေကတစ်ခုကနေတစ်ခုတစ်ခုကနေတစ်ခုကူးပြောင်းမဲ့ကာလလဲပြောလို့ရပါတယ် ဲ့တော့တနင်္လာသားသမီးတွေပြောကြင်တာကကြာတော့ဒီကိုရဲ့ချစ်ရေးမှာဒီ6လပိုင်းမှာဒီဗီဒီယိုလေးကိုကြည့်ပြီးွားပြီးဆိုလို့ရှိရင်ကိုထားရမယ်စိတ်နေစိတ်တဘောသားလေးရဲ့ကိုဆောင်ရွက်ရမယ်အပြုမူလေးတွေရဲ့ကိုသိချမှတ်ထားပါဒါကတော့တနင်္လာသားသမီးတွေဘာကိစ္စမစိုးချစ်ရေးမှာပဲဖြစ်ဖြစ်အိမ်တော်ကြီးမှာပဲဖြစ်ဖြစ်အလင်းအမြဲတွေ ဆုံးဖြတ်လိုက်တာလုံးဝမလုပ်ပါနဲ့နောက်တစ်ခုအရန်တော့ကမရောက်ပါနဲ့ဖြစ်ပြီးရင်ပြန်ကောင်းသွားမယ်အခြေအနေဖြစ်ပါတယ်6ရက်ပိုင်းမှာအိမ်တော်ကြီးဘလောက်ပဲရန်ဖြစ်စကားများပါစေတရက်ထက်မပူပြန်ကောင်းသွားပါတယ်ဒါတနင်္လာသားသမီးတွေရဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဲ့ဒါသူ့ဘက်မှာကိုကစကားတွေလုံလုံချွန်းချွန်း လွန်လွန်ကျူးကျူးတွေပြောဆိုလိုက်တာတို့เนาะနောက်တစ်ခုကအရာရာကိုကရင်မက်ကြီးတဲ့မှာထက်ခံစားနေရတာမျိုးတွေတိတ်မလုပ်ပါနဲ့ဖြည်းဖြည်းလေးပဲပေါပေါပါပါလေးနေသွားမယ်ကာလပါအဲ့တော့တနင်္လာသားသမီးတွေကဒီ6လပိုင်းမှာဆိုလို့ရှိရင်သူတို့ကကြော်ရှင်မှုတွေရမယ်ဝန်တာစရာတွေကြားရမယ်ဩကုလိုချင်တာတွေပိုင်ဆိုင်ရမယ်ကာလဖြစ်ပါတယ် ောက်တစ်ခုအနေနဲ့ကတနင်္လာသားသမီးတွေခရီးတူသွားတာတွေဖြစ်တတ်ပါတယ်။ကိုချစ်ရတဲ့သူနဲ့ခရီးအတူတွားရောက်တွားရတတ်ပါတယ်ပြောရမယ်ဆိုရင်တွားရတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့တနင်္လာသားသမီးတွေကဒီချိန်ဒီကာလမှာရွှေရောင်ရွှေအိုရောင်စောင့်ထားပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ ီအခြေရေးနဲ့ပတ်သက်လို့ရှိရင်မိမိတို့အနေနဲ့ဟွာဘာလဲမိမိတို့အနေနဲ့ခြေရေးကံကောင်းမှုအိမ်ဆောင်ရေးကံကောင်းမှုအတွေ့အဆောင်လေးတစ်ခုရှိပါတယ်ဒီအဆောင်လေးကဒီရွှေရောင်ပါတဲ့အရာဝတ္ထုတစ်ခုလေးကိုစောင့်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ရွှေရောင်ပါတဲ့အရာဝတ္ထုဆိုတော့မိမိတို့အနေနဲ့ဒီတမီးကြီးစားတွေချစ်သူတွေမှာပေးလေးရရှိတဲ့လက်ဆောင်မျိုးပေါ့နော် ဲ့တော့ရွှေရောင်လေးဖြစ်ကြမယ်အဲ့လိုမျိုးလေးကိုပေးပေးပါလက်ဆောင်အဖြစ်เนาะပေးလိုက်တာမျိုးကြီးဖြစ်တတ်ပါတယ်အဲ့ဒါဆိုရင်သူ့ဘက်ကနေပြီးတော့မှជីနူးမူလေးတွေရမယ်တီတီလေးတွေဖြစ်မယ်ဩကို့ပေါ်မှာလည်းအချစ်တွေတိုးပွားလာတတ်ပါတယ်အိမ်တော်ကြီးမှာလည်းဒီတိုင်းပါပဲเนาะရွှေရောင်ပါတဲ့အရာဝတ္ထုလေးတစ်ခုကိုလက်ဆောင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအိမ်တော်ကြီးမှာကြတော့တနင်္လာသားသမီးတွေကဒီချိန်ဒီကာလမှာ ခုပြောတဲ့စကားလေးတွေအောင်နေတတ်ပါတယ်။လေးတန်းတိုးတိုးလေးပြောမှာနော်။ဒီ6လပိုင်းမှာဆိုရင်တနင်္လာသားသမီးတွေလေးတန်းကျဲလို့မရအောင်အလျှော့ပေးရမယ်။လေးတန်းကိုတိုးတိုးလေးပြောမယ်။ချို့ချို့တာတာပြောပေးရမယ်။ကာလတစ်ခုဖြစ်တယ်။နောက်တစ်ခုအနေနဲ့တနင်္လာသားသမီးတွေကဒီ6လပိုင်းမှာခြေရည်တွေကန်ကောင်းခြင်းတယ်မလား။ခြေရည်တွေကန်ကောင်းခြင်းတယ်ဆိုရင်မိမိတို့အနေနဲ့မိမိတို့အနေနဲ့ကကြတော့ဒီ စပယ်ရနံ့ပါတယ်ရေမွေးစီလေးကိုအပုံးပြူပေးပါအဲ့တော့မြောက်ဖက်အရက်ကိုမျက်နာမှုမယ်စပယ်ရနံ့ပါတယ်ရေမွေးစီလေးကိုတစ်ဆက်စွပြန်းပေးမယ်ပြီးွားရင်ချီရီတွေကောင်းပါစေအိမ်အောင်ရေးတွေကံကောင်းပါစေဆူတောင်းမယ်အဲ့တော့ဒီလားမှာလဲစိတ်ချမ်းသာတာနဲ့အချီရီတွေเนาะ ဟိုဖြတ်တန်းသွားနိုင်ပါစေပေါ့ကိုချစ်သူကလည်းကိုပေါ်မှာချစ်တီတူပွားလာပါစေဘလို့ပဲဖြစ်ဖြစ်ဘာစုပဲဖြစ်ဖြစ်တောင်းလို့ရတယ်ဒါပေမဲ့လို့မြောက်ရဲ့ဖက်ကိုမျက်နှာမူပြီးတော့တောင်းပေးရမှာဖြစ်ပါတယ်ကဲဒီလမှာတနင်္လာသားသမီးတွေ20ကြော်သွားပြီဆိုရင်တော့အထူးဂယုဆက်ရမှာကမိမိတို့အနေနဲ့အပြောအဆိုလေးတွေဂယုဆိုင်ပေးရမယ်နော်စကားပြော မှားတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကမိမိတို့အနေနဲ့ကတနင်္လာသားသမီးတွေက20ကျော်နောက်ပိုင်းမှာကြာလို့ရှိရင်အနီရောင်ကိုလုံးဝဝစ်ဆင်လို့မရဘူး။တလလုံးမှာလည်းအနီရောင်ကိုအထူးရှောင်ရမယ်။20ကျော်နောက်ပိုင်းကြာရင်လည်းအနီရောင်ကိုဝစ်ဆင်လို့မရဘူး။နောက်တစ်ခုအနေနဲ့ကတနင်္လာသားသမီးတွေကဒီ20ကျော်နောက်ပိုင်းမှာ မိမိတို့အနေနဲ့မိမိတို့ချစ်သူပေါ်မှာအထူးအလေးနဲ့ထားပေးပါသူပြောတဲ့စကားလေးတွေနားထောင်ပေးပါသူ့ရဲ့လှုပ်ဆောင်ချက်လေးတွေကိုကောင်းတဲ့ဘက်ကောင်းတဲ့အမြင်လေးနဲ့ချီးမွမ်းစကားလေးတွေပြောပေးပါအမြင်အကောင်းဖို့လိုအပ်ပါသူ့လှုပ်ရဲ့ပေါ်မှာကိုယ့်ရဲ့အမြင်လေးတွေကကောင်းနေဖို့ပဲလိုအပ်ပါတယ်ဒါဆိုရင်ခြေရည်တွေကန်ကောင်းတတ်ပါတယ်တနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေ။ ်ခဲ့။တနင်္လာသားသမီးတွေလောက်ရမဲ့ရရလေးကိုကြံခဲ့လို့ပြပြပေးမယ်။ဒါကတော့တနင်္လာသားသမီးတွေပြုလုပ်ရမယ်တစ်လလုံးအတွက်ပြုလုပ်ရမယ်ရရလေးတစ်ခုရှိပါတယ်။ဒါလေးကညောင်ရဲ့ဖက်ကိုမျက်နှာမူပြီးတော့စာကလေးငါးကောင်လှုပ်ပြီးတော့ဆူတောင်းပါ။ဆူတောင်းရမှာကအချစ်ရေးကံကောင်းပါစေအိမ်တော်ရေးတွေအဆင်ပြေပါစေ။ ူလူမျိုးလေးဆူတောင်းမှုတော့လွတ်ပေးလိုက်ပါနောက်တစ်ခုကခိုစားငားစားကျွေးပေးရမှာဖြစ်ပါတယ်ရှင်ကဲအားလုံးပဲအဆင်ပြေကြပါစေ